င်္ဂလာပါရှင်။ CNN သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ25ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့နိုင်ငံကြီးတွေကြားဖြစ်ပွားနေတဲ့ပဋိပက္ခအတွင်းတရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံအပေါ်အာရုံစိုက်မှုရှုံမသွားနိုင်ဘူးလို့တရုတ်မြန်မာအရေးလိမ့်လာသုံးသက်သူဒေါက်တာလှကျော်စောကပြောဆိုလိုက်တဲ့သတင်း။အိန္ဒိယနဲ့အမေရိကန်ကြားတန်တမန်ဆက်ဆံရေးတင်းမာမှုမြင့်တက်လာခဲ့တဲ့ဆွဲသတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေအားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့နိုင်ငံကြီးတွေကြာဖြစ်ပွားနေတဲ့ပဋိပက္ခအတွင်းတရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံအပေါ်အာရုံစိုက်မှုလျှော့မသွားနိုင်ဘူးလို့တရုတ်မြန်မာအရေးလိလသုံးသက်သူဒေါက်တာလကျော်စောကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ။အာဆီယံနဲ့အရှေ့လေပိုင်းဒေသနိုင်ငံကြီးတွေကြာဖြစ်ပွားနေတဲ့ပဋိပက္ခအတွင်း တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံပေါ်အာရုံစိုက်မှုရှော့မသွားနိုင်ဘူးလို့တရုတ်မြန်မာရေလိလာတုံသက်သူဒေါက်တာလှကျော်စောက CNN သတင်းဌာနကိုပြောပါရယ်တရုတ်အနေနဲ့အာဆီယံစေနိုင်ငံနဲ့ပူးပေါင်းနိုင်ရေးကိုအမြဲမပြတ်စ조사နေရဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံရေတည်ငြိမ်အေဂျင့်အောင်တရုတ်နိုင်ငံဘက်က조사နေမှာဖြစ်ကြောင်းသူကပြောပါရယ်ဒါတော့ဆက်လုပ်မှာပါတရုတ်ကလည်းအဲ့တော့အခုသူဟိုဗမာပြည်ထဲမှာသူထားတဲ့သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုသူပြန်ပြီးတော့ ပေါ်ဖို့ကိစ္စနော်ဗမာပြည်နဲ့ဒီကုန်ပွဲရေးပြန်ပြီးပုံမှန်ပြေးကိစ္စအဲ့ဒါတွေလည်းသူစူးစမ်းနေပုံရပါတယ်တချို့ဟာတွေလည်းနည်းနည်းပါးပါးတော့ပြန်လဲပတ်နေပြီချင်တယ်ဟိုကျမတို့မျိုးဆက်ကရတဲ့သတင်းတွေပါတယ်ဆိုတရုတ်ဆက်ယုံနေပါတယ်တော်တော်များများတောင်လာဖွင့်နေသူကြားတယ်အဲတချို့အထူးသဖြင့်အနောက်တိုင်းမီဒီယာတွေကအာရှနိုင်ငံတွေစီစီလုံးလုံးဒီတရုတ်နဲ့နော်တရုတ်ရုံဖြစ်နေတာကိုသိကြရမှာမရဘူး။ဒါကြောင့်မို့ဒီဘက်မှာ နောက်သူတို့အဲ့အရှိအလေပိုင်းကိစ္စပေါ့နော်နာတာယာဟုလို့ဂါဇာမှာလုံနေတဲ့ကိစ္စတို့ဘာတို့အာယုံလွှဲဖို့အတွက်ဒီအရှိအာရှဘက်ကိုတော်တော်လှည့်လာပုံရတယ်နော်ကမ္ဘောဒီးယားနဲ့ထိုင်းကိစ္စပဲကြည်ကြည်ဖိလစ်ပိုင်ကိစ္စပဲကြည်ကြည်ဟိုကြားထဲမှာဝင်ခလောက်ဆန်နေတယ်ဟိုမြေကြီးလေးရှိတယ်ဖိလစ်ပိုင်ကိစ္စလည်းဖိလစ်ပိုင်ကဘလို့ပဲဖိလစ်ပိုင်မှာဖြစ်နေတဲ့ဒီဘက်ကဘလို့ပဲဖြစ်ဖြစ်ပါဟိုတရုတ်က ဝင်ပြီးတော့ဟိုနင်းပြူမှာပဲပြဿနာတက်ပါလေအဲ့တော့တရုတ်ကလည်းတောင်ကိုရှောင်မှုရတယ်အဲ့တော့အနောက်တိုင်းကထိုင်ဝမ်ကိစ္စရောဘာရောတရုတ်ဒီထဲမှာပါလာဖို့ပေါ့ဗျာဒီချွတ်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 ထဲမှာတရုတ်ပါလာပြီးတရုတ်ကသူ့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းနေရပ်သွားအောင်အတွက်အဲဝိုင်းပြီးတော့ကြိုးစားနေပုံများတယ်တရုတ်ကလည်းဒါကိုဆက်ပတ်ရှောင်နေပုံများတယ်နော်အဲ့တော့ဟိုအေရှားမှာလည်းပြည်ပြဿနာကြီးကြီးမားမားဖြစ်မယ်မထင်ဘူးလက်ရှိနိုင်ငံကြီးတွေကြာဖြစ်ပွားနေတဲ့ပဋိပက္ခအတွင်း တရုတ်အနေနဲ့အမေရိကန်လိုမျိုးနိုင်ငံရေးအရာ ပေါ်ပေါ်ထင်ထင်ပါဝင်ခြင်းမရှိပေမဲ့လည်းအဲ့ဒီပဋိပက္ခတွေအပေါ်စိတ်ပူကြောင်ကန့်ကွက်ကြောင်ထောက်ဖို့ပြောဆိုမှုတွေပြုလုပ်လျက်ရှိပါတယ်။တရုတ်ဟာအီရန်ရဲ့ရေနံကိုအများဆုံးတင်သွင်းသူဖြစ်ပြီးဘေကျင်းဟာလည်းတီဟီယန်ရဲ့ယင်းနီးတဲ့နိုင်ငံရေးလုံဖော်ကင်ပတ်မျိုးဖြစ်ပေမဲ့လည်းအီရန်ကိုစီးရေးအရာပံ့ပိုးကူညီမှုမပေးဘဲပဋိပက္ခမှာတိုက်ရိုက်ပါဝင်ခြင်းကိုရှောင်ကျဉ်ခဲ့တယ်လို့အနောက်နိုင်ငံမီဒီယာတွေကဖော်ပြထားကြတာပါ။အဲ့ဒီလိုနိုင်ငံကြီးတွေကြားဖြစ်ပွားနေတဲ့ပဋိပက္ခမှာ တရုတ်နိုင်ငံဟာမြန်မာပြည်ဒီငိမ့်အေးချမ်းရေးနဲ့သူတို့နယ်စပ်ဒေသဒီငိမ့်စီရေးအတွက်အထွေထွေရွေးကောက်ပွဲကိုတေချာပေါက်ဖြစ်ထွန်းအောင်ကူညီဆောင်ရွက်ပေးသွားနိုင်တယ်လို့စီးရင်းနဲ့နိုင်ငံရေးအခက်ခတ်တွေကထောက်ပြကြပါတယ်။ဒါ့အပြင်သူ့ရဲ့အိန္ဒိယနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကိုကြာဆုံးနိုင်ငံဖြစ်အောင်လုပ်မှာမဟုတ်ကြောင်းမြန်မာနိုင်ငံရဲ့လိလသုံးသက်သူဒေါက်တာအောင်မျိုးကစီးရင်းနဲ့တင်ထဏာကိုပြောပါတယ်။ဒီဘက်ကလည်းနိုင်ငံကအခြေအနေကလည်းဒီလိုဒီမှာနိုင်ငံဟာဘယ်တော့မှမြန်မာနိုင်ငံကို feel state ဖြစ်သွားအောင်သူကလွတ်မှာမဟုတ်ဘူး ပြတော်လည်းကြိုးမရှိဘူးပေါ့နော်ဒါကြောင့်မလို့ပြင်းနိုင်လေချင်းနေတရားတဖြည်းဖြည်းနဲ့ကျွန်တော်ကတိုးတက်ကောင်းမွန်လာလိမ့်မယ်သူတို့ကလည်းဒီမိုကရေစီကိုလူလားသေးဖြစ်နေတဲ့အခါကျတော့ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပဲအဲ့ကလည်းတင်ပေးမယ်လူတွေကလည်းအတွားမယ်သူကသူဆိုင်ကျင်နောက်ဆက်တဲ့လူတွေရှိတယ်ရှိရှိပေါ့နော်သူကတော့ဒီဘက်ကတွားကြရရှိတဲ့လမ်းကြောင်းကိုတွားနေပြီးတော့တိုင်းပြည်ကတော့ဖြည်းဖြည်းနဲ့တော့နိုင်ငံရေးစီအကုန်လုံးကောက်လာလိမ့်မယ်ဆိုတော့ပြောလိမ့်မယ် တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံကိုသူတို့ရဲ့ပြည်နယ်တစ်ခုအနေနဲ့သဘောထားကအနောက်အုပ်စုထံအပါခံမှာမဟုတ်ကြောင်းတရုတ်ဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့အပေါ်မှာဩဇာလွှမ်းမိုးမှုရှိနေတယ်လို့လက်ရှိနှဆကအပေါ်မှာလည်းလွှမ်းမိုးမှုရှိနိုင်ဖို့ကြိုးပမ်းနေကြောင်းစစ်ရေးနဲ့နိုင်ငံရေးအတိုင်းဝိုင်းကြားတုံ့တက်လျက်ရှိနေပါတယ်နိုင်ငံရေးအကြက်တဲကြစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့လှုံ့ဆော်ရမှာပတ်စံထက်မူဝါဒကပိုရေးကြည့်တယ်လို့ စီပွားရေးလိလသုံးသက်သူဦးထေအောင်ကြီးကသုံးသက်ပြောဆိုလိုက်တဲ့တဲ့င်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့နိုင်ငံရေးအခြေတည်တွေကြားမှာစီပွားရေးဖွံ့ဖြိုးတိုးတက်ဖို့လှုံ့ဆော်ရမှာပိုက်ဆံထဲမူဝါဒကပိုအရေးကြီးတယ်လို့စီပွားရေးလိလသုံးသက်သူဦးထေအောင်ကြီးကရှင်းလင်းတဲ့င်းဌာနကိုပြောပါရယ်။လက်ရှိမြန်မာနိုင်ငံမှာနိုင်ငံတကာစီပွားရေးပိတ်ဆို့ထားသလိုရင်းနှီးမြှုပ်နှံမှုတွေအလွန်အားနည်းနေတာကြောင့်စီပွားရေးကြာဆင်းနေကြောင်းလူနေမှုကုန်ကျစရိတ်တွေမြင့်မားနေကြောင်းငွေကြေးဖောင်းပွားမှုမြင့်တက်နေကြောင်းကုန်သွယ်ရေးမှာလည်းတရားမဝင်ကုန်သွယ်မှုတွေပုံမှုများပြားနေကြောင်း အဲ့ဒါကြောင့်နိုင်ငံတော်ကိုစီမံခန့်ခွဲနေသူတွေအနေနဲ့မူဝါဒတွေကိုတေချာကင်တွယ်ချမှတ်ဖို့အရေးကြီးကြောင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့စီးပွားရေးဈေးကွက်လေ့လာသူတွေကထောက်ပြကြပါတယ်မြန်မာနိုင်ငံရဲ့စနစ်ဟာအလွန်အားနည်းနေတဲ့အချိန်မှာအမျက်များများရဖို့ထက်လုပ်ငန်းလည်ပတ်နိုင်အောင်ဦးစားပေးနေရကြောင်းအဲ့ဒါကြောင့်တိုင်းပြည်တစ်ပြည်တိုးတက်ဖို့အတွက်ပတ်စံထက်မူဝါဒကပိုရေးကြီးတယ်လို့စီးပွားရေးလေ့လာသုံးသပ်သူဦးထွေးအောင်ကြီးက CNN သတင်းဌာနကိုပြောပါတယ်အခြေခံစီးပွားရေးစနစ်ကြီးကိုပြန်လာပြင်နိုင်မှုလိုပါပေါ့။အခြေခံစီးပွားရေးစနစ်ပြင်လို့ဆိုရတဲ့နိုင်ငံရေးစနစ်ကောင်းပါပေါ့ 住外面也冇起个，再再一个，那你把这个呃最先的冇填了嘛？在哪里？好啊？在哪里？干嘛？不？住外面可能稍微多点，但是没有。是你只要对阿妈搞得起嘛？在搞我们现在这些路啊，不？哎，有可能啊，比如讲，你看，你看，你看，老板，你把我们这个土地啊，让土地不要地契了，不？不然呢，大环境。等于说，一点，除了我们，都得不出来吧？不但个，不然，不是这个，不然，不然，都算算，轻轻轻轻呢？ တင်းတိုင်းငယ်လို့လို့တာပေါ့စီးပွားရေးနဲ့ပတ်သက်တဲ့နေဥပဒေလှုပ်ထုံးလုပ်နည်းတွေဟာတင့်လျော်ညီပြီးဈေးွက်စီးပွားရေးစနစ်ပြပြင်စေတဲ့မူဝါဒဖြစ်ဖို့အရေးကြီးတယ်လို့စီးပွားရေးလေလာတုံသက်သူဦးထေရောက်ကြီးကပြောပါရတယ်။သူကကဏ္ဍ14ခုလောက်ရှိတာပေါ့ဒီကဏ္ဍအလုံးပေါင်းစုံနဲ့စနစ်မူဝါဒမျိုးပြောတာပေါ့အဲဒီစနစ်မူဝါဒမျိုးပြောတဲ့ဆိုတော့အဓိကပါကဆိုတော့အခြေခံအဖြစ်ကဆိုတော့ဈေးွက်စီးပွားရေးစနစ်အခြေခံ 就平时的木完了个，皮都皮得毛，不 <noise> 是。马先生都得有病过，这八零年的多了，得病的嘛，这八零年的多了。干说这个西瓜医生的皮病都是，哎，西瓜医生的皮病，我讲，这这这，现在家长相对要不，这西瓜一点不得的，多的是，有病的，从多的。有三月天嘛的，皮都没好过。哪来是这个？西瓜皮病这个，现在家长对啊，就是马老师也说的呀，毛。但是我说那个刚才放的风扇啊的，也热，西瓜有季节性啊个。 ไอ้ดีอ่ะโลอ่ะชินีชิงกันเนี่ยเส้นต่อเหลียวนี่อ่ะป่ะเพราะดิปราสิมาโลอ่ะตะซีโนมันมันเนี่ยดีกว่าที่วว้สนิทขึ้นรู้ไม่เอาก็ลง้นที่มันจะตรงกับเอาถ้าอย่างนี้ต้องใช้สิอ่ะแม่น้องนี่ยเรียนมาอมดเลยดูเลยแม่น้องเนี่มาเหัวอมากันจะใชอ่ะซีไว้สนิทก็ออมากสีไว้สนิทอาจารย์เจอรู้สิตัวแต่การสลิงก์ลองสิเอาโอ้ซีไว้หัวเราเจอสิมันต้องเจ็บก่อนไอ้ต้องเช็บเน่ยมันไม่ได้ลงไหนบุดดูอาะะ 另外，另外，像你这个 B B C 的，弄下来好不啦？啊，那也重要。 လက်ရှိမြန်မာနိုင်ငံမှာကျိုးနီစနစ်အားကောင်းနေပြီးမူဝါဒအားလုံးကိုတဝူတယောက်ထဲကကင်တွယ်ထားကြောင်းဒီမူဝါဒကိုကင်တွယ်ထားသူကခွင့်မပြုမချင်းသက်ဆိုင်ရာဝန်ကြီးဌာနတွေကပြည်ရင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေကိုခွင့်ပြုပေးဖို့အခက်အခဲတွေဖြစ်နေကြောင်းစီးပွားရေးလုပ်ငန်းရှင်တွေထံမှသိရပါဗျ။အလားတူမြန်မာနိုင်ငံရဲ့စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေနဲ့စီးပွားရေးလုပ်ကိုင်ခွင့်တွေချပေးမှုတွေဟာမိသားစုဆွေမျိုးကောင်းစားရေးမူဝါဒကိုအကောင့်တွေဖော်နေသလိုဖြစ်နေတာကိုသက်ဆိုင်ရာတာဝန်ရှိသူတွေကစီစစ်တင်ကြောင်း ိုင်ငံတကာပိတ်ဆို့မှုတွေပြန်လည်ပယ်ပြန့်နိုင်ရေးကိုလည်းစ조사တင်ကြောင်းစီးပွားရေးလုပ်ငန်းရှင်တွေကထောက်ပြကြပါတယ်ဒီနေ့တဲ့တင်ထောင်းနိုင်တဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပါ။အိန္ဒိယနဲ့အမေရိကန်ကြားတက်တမန်ဆက်ဆံရေးတင်းမာမှုမြင့်တက်လာခဲ့တဲ့ဆွေးနွေးပွဲဖြစ်ပါတယ်။သတင်းပြည်တော်ကိုရှုစားလိုက်ရအောင်ပါ။ ပင်ရီးယားနဲ့ပါကစ္စတန်ဖြစ်ပွားခဲ့တဲ့ကာရှမီးယားဒေသတိုက်ပွဲကိုရပ်တန့်အောင်လုပ်ပေးခဲ့လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောကြားချက်ကိုညင်းဆိုပြီးအိန္ဒိယနဲ့အမေရိကန်ကြားတက်တမန်ဆက်ဆံရေးတင်းမှောင်ကိုမြင့်တက်လာလို့ DW သတင်း website ကဖော်ပြခဲ့ပါဗျာ။မေလာတွင်ကကာရှမီးယားဒေသဖျားဖို့တွေကိုအကြမ်းဖက်သမားတွေကပြစ်ခတ်တပ်ဖြတ်ခဲ့ရမှာ ပါကစ္စတန်ဘက်ကပါဝင်ခဲ့တယ်လို့ဆိုကအိန္ဒိယကပါကစ္စတန်ဘက်ရှိအကြမ်းဖက်သမားတွေစစ်ကမ်း၉ကိုလေကြောင်းအတိုက်ခိုက်ခဲ့ပါတယ်။ဒီနောက်ပါကစ္စတန်ကလည်းအိန္ဒိယတိုက်လေယာဉ်ကိုပစ်ချခဲ့တဲ့အတွက်နိုင်ငံငယ်ကြားတင်းမာမှုမြင့်တက်ခဲ့ရမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအပြစ်ခတ်ရစဲရေးသဘောတူညီချက်အရပို့ဝေရအကြောင်းဝင်စစ်ဆက်ပေးခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ဒီကြေညာချက်ကိုအိန္ဒိယဘက်ကညှင်းဆိုခဲ့ပြီးနောက်အိန္ဒိယနဲ့အမေရိကန်ကြားတရမန်ဆက်ဆံရေးတင်းမာမှုမြင့်တက်ခဲ့ပါတယ်။မကြသေးမီကအိန္ဒိယဝန်ကြီးချုပ်မိုဒီကထရန့်နဲ့ဖုန်းဆက်သွယ်ပြောဆိုခဲ့ခြင်းကအမေရိကန်ဂျာဝင်စစ်ဆက်မှုကြောင့်မဟုတ်ပဲအိန္ဒိယနဲ့ပါကစ္စတန်စစ်တပ်ကြားဆွေးနွေးမှုတွေကြောင့်သာအပြစ်ခတ်ရစဲရေးသဘောတူ ည်ချက်ရရှိခဲ့တာဖြစ်တယ်လို့ပြောကြပြပါရယ်။အိန္ဒိယအမေရိကန်ကုန်သွယ်ရေးသဘောတူညီချက်ဒါမှမဟုတ်အိန္ဒိယနဲ့ပါကစ္စတန်ကြားအမေရိကန်ဂျာဝင်ဆက်ဆက်ပြီးတဲ့ကိစ္စတွေမရှိခဲ့ဘူးလို့ဒီချိန်တော့တွင်ဝန်ကြီးချုပ်မူဒီကထရန့်ကိုရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်လို့အိန္ဒိယနိုင်ငံသားရဲ့ဝန်ကြီးဗီဂရမ်မစ္စရီကပြောကြားခဲ့ပါရယ်။အိန္ဒိယဂျာဝင်ဆက်ဆက်ပေးမှုတွေကိုအတိတ်ကာလကလည်းလက်မခံခဲ့သလိုအနာဂတ်မှာလည်းလက်ခံမှာမဟုတ်ဘူးဆိုတာကိုဝန်ကြီးချုပ်မူဒီကအလေးထားပြောဆိုခဲ့ပါတယ်လို့မစ္စရီကပြောကြားခဲ့ပါရယ်။မူဒီနဲ့ထရန့်တို့ရဲ့ဖုန်ပြောဆိုမှုနဲ့ပတ်သက်ပြီးအသေးသေးအချက်အလက်တွေကိုအင်ဖြူတာကထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။မူဒီနဲ့ထရန့်တို့ကအခုလတွင်ကရီးယားနိုင်ငံမှာပြုလုပ်ခဲ့တဲ့ဆက်မှု င်းမှုထည့်သည့်ခွန်နိုင်ငံ G7 အစည်းအဝေးမှာတည်တံ့တွေ့ဆုံမှုဆီစဉ်ခဲ့ပေမယ့်အရှေ့လယ်ပိုင်းမှာတင်းမာမှုတွေမြင့်တက်နေတဲ့အတွက်ထရန်က G7 အစည်းအဝေးကနေစိုးစိုးပြန်သွားခဲ့ပါတယ်။မိုဒီနဲ့ထရန်တို့ဟာပို့ဝေရခင်မင်းရင်းနှီးခဲ့တယ်ဆိုပေမယ့်ထရန်ရဲ့မခံမနိုင်တဲ့နိုင်ငံသားရဲ့မူဝါဒကြောင့်သူတို့နှုတ်ကြဆက်ဆံရေးတင်းမာနေဖွယ်ရှိလို့ကြမ်းကျင်သူတွေကယူဆခဲ့ပါတယ်။အိန္ဒိယတည်ငြိမ်နဲ့မဟာဗျူဟာဖြင့်ထရန်နဲ့ဆက်ဆံခဲ့ကြောင်းပါကစ္စတန်နိုင်ငံဆိုင်ရာအိန္ဒိယမဟာမင်းကြီးဟောင်းအဂျီဘီစရီယာကပြောကြားခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်သမ္မတကအိန္ဒိယပါကစ္စတန်ပဋိပက္ခမှာသူ့ရဲ့အခမ်းအနားကိုလူလာတဲ့ပုံပြီးမကြာခဏပြောဆိုနေတဲ့အတွက်အိန္ဒိယကလည်းပြည်သူလူ တို့ကိုအမှန်တိုင်းသိစေဖို့ရှင်းလင်းခဲ့ရတာဖြစ်ပါလေလို့ဘေစရီယာကပြောကြားခဲ့ပါတယ်။လက်ရှိမှာအိန္ဒိယပြည်သူတွေဟာအမေရိကန်ကိုစိတ်မချရတဲ့မိဖတ်နိုင်ငံဖြစ်ရှုမြင်လာကြတယ်လို့လည်းသူကပြောကြားခဲ့ပါတယ်။ရုရှားနဲ့ဂျန်ဒမန်ဆက်ဆံရေးတင်းမာနေတဲ့နောက်ဆက်တွဲအနေနဲ့စစ်ဖြစ်မှာကိုဖင်လန်ကစိုးရိမ်နေပြီးနေဆက်ဒေတာကောက်ွယ်ရေးကိုမြင့်တင်နေတဲ့ဆွေတဲ့တင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ တန်တမာဆက်ဆံရေးတင်းမာနေတဲ့ရုရှားနဲ့စစ်ဖြစ်မှုကိုဖင်လန်ကစိုးရိမ်နေပြီးနေဆက်ဒေသကာကွယ်ရေးကိုမြင့်တင်နေတယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ရုရှားယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ရုရှားနဲ့ဖင်လန်ကြားတင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။ဖင်လန်ဟာ2023ခုနှစ်အေဗီလာကနေတိုးအဖွဲ့နဲ့ပူးပေါင်းဝင်ရောက်ခဲ့တဲ့ဖြစ်ရင်နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ရုရှားကြားနေဆက်ဒေသထိစပ်မှုဟာကီလိုမီတာ2500အထိရှိလာခဲ့ပါတယ်။ဖင်လန်ရုရှားနေဆက်ဟာ1340ကီလိုမီတာအရှည်ရှိတဲ့ဖြစ် ဥရောပရဲ့အရှိဆုံးနေဆက်ဖြစ်ခဲ့တယ်လို့လက်ရှိမှာနေဒိုရုရှားနေဆက်ဟာနေဒိုဖွဲ့ရဲ့အရှိလျားဆုံးနေဆက်ရှင်ထိတွေ့မှုဖြစ်လာခဲ့ပါတယ်။2023ခုနှစ်ကစပြီးဖင်လန်ဟာရုရှားနဲ့ထိစပ်နေတဲ့နေဆက်ဒေသနဲ့ကီလိုမီတာ200အရှိရှိပြီး4.5မီတာ14ပြကျော်မြင့်မားတဲ့နေဆက်စည်းရုပ်ကိုတိဆောက်ခဲ့ပါတယ်။အဲဒီနောက်နေဆက်ခြံစည်းရုပ်ကိုတန်ဆူးကြိုးတွေကင်မရာတွေလှုပ်ရှားမှုအာရုံခံကိရိယာတွေမီးမောင်းတွေနဲ့အတန်ချက်ဆက်တွေကိုတက်ဆင်ခဲ့ပါတယ်။ ဒီနယ်စပ်ခြံစည်းရိုးတည်ဆောက်မှုကလက်ရှိမှာ25ကီလိုမီတာအခြေအထိတည်ဆောက်ပြီးစီးခဲ့တာ2026ခုနှစ်ကုန်ပိုင်းမှာအပြည့်အစုံတည်ဆောက်နိုင်လိမ့်မယ်လို့မျှော်မှန်းထားပါတယ်။2023ခုနှစ်ကရုရှားဖင်လန်နယ်စပ်မှာခြေပြောင်းနေထိုင်သူအများအပြားဝင်ရောက်ခဲ့တဲ့ဖြင့်ဒီနယ်စပ်ခြံစည်းရိုးစီမံကိန်းကိုစတင်ခဲ့တာဖြစ်ပြီးရုရှားကခြေပြောင်းနေထိုင်သူတွေကိုလက်နက်ဖြင့်အသုံးချနေတယ်လို့ဖင်လန်ကစွပ်စွဲခဲ့ပါတယ်။အဲဒီနောက်2023ခုနှစ်နိုဝင်ဘာလမှာ ငယ်စက်တေတာရှိဖြတ်တန်းသွားလာတဲ့ဂိတ်ပေါက်၈ခုစလုံးကိုပိတ်ပင်ခဲ့ပါတယ်။ဥရောပသမဂ္ဂကလည်းဖင်လန်နဲ့အိမ်ကြီးချင်းနိုင်ငံတွေကိုငယ်စက်တေတာကင်းလဲတဲ့နည်းပညာတွေနဲ့ဒရုန်းကာကွယ်ရေးစနစ်တွေအတွက်ယူရိုတန်း190ထောက်ပံ့ဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါ့အပြင်ဖင်လန်ဟာသူ့ရဲ့စစ်အင်အားကိုလည်းမြင့်တင်နေပြီးအရန်စစ်မှုထမ်းအသက်ကို65နှစ်အထိမြင့်တင်ခဲ့က2031ခုနှစ်ရောက်လျင်တန်းပြေးစစ်မှုထမ်းနဲ့အရန်စစ်မှုထမ်းအင်အားစုစုပေါင်းတပန်းအထိရှိလာစေဖို့မျှော်မှန်းထားပါတယ်။ ။အစ္စရေးအီရန်အပြစ်ခတ်ရဆဲလိုက်ချိန်ရေနံစေးကျလာပြီးစတော်စေးတက်လာခဲ့တယ်ဆိုတဲ့သတင်းပြည်စုံကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ဣသရေးနဲ့အီရန်ကြားအပြစ်ခတ်ရဆက်ရေးသဘောတူညီချက်ဟာဆက်လက်တည်မြဲနေလိမ့်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့သဖြင့်ရေနံစိမ်းသုံးတွေကြာဆင်းပြီးအာရှစတော့ရှယ်ယာတန်ဖိုးတွေတက်လာခဲ့တယ်လို့နီကီအေးရှားကဖော်ပြခဲ့ပါတယ်။ ဗန်ခရုရေနံစိမ်းတော့ဟာ9.6ရာခိုင်နှုန်းထိကျဆင်းခဲ့ပြီးအီရန်နျူကလ িয়ার စက်ရုံတွေကိုအစ္စရေးကတိုက်ခိုက်ခြင်းကတတ်သွားခဲ့တဲ့ရာခိုင်နှုန်းအားလုံးကျဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့အပြစ်ခတ်ရဆဲမှုအစောပိုင်းကာလမှာအစ္စရေးကအီရန်ရဲ့ဒုံးကျည်တိုက်ခိုက်မှုကိုပြန်လည်တုံ့ပြန်တိုက်ခိုက်တဲ့သတင်းတွေထွက်ပေးခဲ့သဖြင့်ဇွန်လ24ရက်အစောပိုင်းမှာရေနံစိမ်းတစ်စီးလျှင်69ဒေါ်လာအထိရှိခဲ့ပြီးနောက်ပိုင်းမှာတော့စိမ်းနှုန်းတွေပြန်လည်လျော့ကျခဲ့ပါတယ်။ အီရန်ကတော့အပြစ်ကရက်စဲရေးသဘောတူညီမှုရရှိပြီးနောက်ဒုံးကြီးတွေပြုတ်လွတ်တာမရှိဘူးလို့ညင်းဆိုခဲ့ပြီးထရန့်ကလည်းအစ္စရေးကိုအပြစ်ကရက်စဲရေးသဘောတူညီချက်ကိုချိုးပေါက်တာမပြုဖို့မြစ်တာရက်ကန်ခဲ့ပါတယ်။အစ္စရေးနဲ့အီရန်ကြားပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခြင်းကအ ဘရန်ခရူရေနံစိမ့်စိမ့်နှုန်းဟာဒဇီလီယံဒေါ်လာ80နီးပါးအထိပြင်းထန်ခဲ့သဖြင့်ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မဲ့အခြေအနေကိုစိုးရိမ်ခဲ့ကြပါတယ်။ S&P 500 Futures Stock Share တန်ဖိုးမှာ3.8%ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီးဥရောပနဲ့အာရှရဲ့ Stock Share တန်ဖိုးတွေလည်းပြန်လည်မြင့်တက်ခဲ့ပါတယ်။ဒေါ်လာတန်ဖိုးဟာလည်းအခြားနိုင်ငံတွေရဲ့ငွေကြေးတန်ဖိုးတွေနဲ့ရှင်ပါကပဋိပက္ခဖြစ်နေတဲ့အချိန်ကာလမှာမြင့်တက်ခဲ့တာမရှိဘဲအနည်းငယ်ကျဆင်းခဲ့ပါတယ်။အပြစ်ကရက်စရေသဘောတူညီချက်က ဘယ်အချိန်ထိခိုင်မြဲမလဲဆိုတာအာမခံချက်မရှိပါဘူးအဲဒါကြောင့်ဈေးကွက်တွေရဲ့အခြေအနေအားလည်းတရားရေရာမှုမရှိသေးပါဘူးဟုဆိုဆန်နိုင်ငံရဲ့ EMG Asset Management Company ရဲ့ CEO ဒန်နီယယ်မာရေးကပြောကြားခဲ့ပါတယ်စီအိုနိုင်တဲ့ဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါဘရာဇီးကျယ်ပွင့်နေမှာဟာငယ်ဘွားကလပ်ဆန်တိုစ်အသင်းနဲ့2025ခုနှစ်ဒီဇင်ဘာလကုန်အထိစာချုပ်သက်တမ်းထိုးခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် ရာဇီဂျေဝင်နေမှာငယ်ဘွားကလေးစန်းတို့အတင်းနဲ့2025ခုနှစ်ဒီဇင်ဘာကုန်လစ်စာအုပ်တက်တန်တိုးခဲ့ပါရယ်။အသက်33နှစ်ရွယ်ကြီးနေမှာ Sorry Brody ကလေးအေးလေးတင်းနဲ့စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက်ဇန်နဝါရီကစန်းတို့အတင်းနဲ့ပြောင်းရွှေ့လာခဲ့တာပါ။နေမှာနဲ့စန်းတို့အတင်းရဲ့စာချုပ်ကဒီလကုန်ကိုဆုံးမဖြစ်တဲ့အတွက်သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသတင်းတွေအများကြီးထွက်ပေါ်ခဲ့ပါရယ်။ဒါပေမဲ့နေမှာစန်းတို့အတင်းနဲ့စာအုပ်တွေချုပ်ဆိုခဲ့ပြီးဒီစာအုပ်ထဲမှာ2026ကမ္ဘာ့ဖလားပြိုင်ပွဲအထိတက်တန်တိုးဖို့ရွေးချယ်ခွင့်ပါဝင်တယ်လို့သိရပါရယ်။နေမှာကကျွန်တော်ဆုံးဖြတ်ချက်ချခဲ့ပြီးကျွန်တော်ရဲ့လုံသားကိုနားထောင်ခဲ့ပါရယ်။စန်းတို့အတင်းကကျွန်တော်အတွက်အတင်းတင်းနေမဟုတ်ပဲကျွန်တော်ရဲ့အိမ်ကျွန်တော်ရဲ့တမိုင်းနဲ့ကျွန်တော်ရဲ့ဘဝပါ။ကျွန်တော်ဒီမှာလို့ပြောချင်ပါရယ်။ နေရာမှာကျွန်တော်ရဲ့ကစားသမားဘဝတွေပျောက်ဆုံးနေတဲ့အိမ်မက်တွေကိုဖြည့်ဆည်းခြင်းပါတယ်လို့ပြောခဲ့တာပါ။ဆန်တို့တင်ကြီးခဲ့တိုင်းစီရာကနေမအိုဆာယိုတက်တန်းတူနိုင်ခဲ့တာကဘရာဇီးဘောလုံးလောကအတွက်သမိုင်းဝင်ပြီးတူးခြားတဲ့နေ့ဖြစ်တယ်လို့ဆန်တို့တင်ပရိသတ်တွေအတွက်လက်ဆောင်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။နေမပြီးခဲ့တဲ့နေ့တွေမှာဒရာရီနဲ့ရုံးကန်ခဲ့ရပြီးမယ်ဆန်တို့တင်မှာပါဝင်ကစားပြီးခြေစွမ်းပြန်ပြသနိုင်ခဲ့တာကြောင့်ပြီးခဲ့တဲ့မက်ချ်လာက18လကြာဝေးကွာနေတဲ့ဘရာဇီးသင်းလူစင်မှာပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ဒါပေမဲ့နေမဒရာကြောင့်ဘရာဇီးသင်းနဲ့ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။နေမဆန်တို့တင်တွေဆန်တဲ့ဘဲပါဝင်စားထားပြီး၃ဂိုးသွင်းပြီးဘောဘက်နေမှု၃ချိန်ပြုလုပ်ထားတာပါ။ဆန်တို့တင်ကဘရာဇီးစီးရ ပြိုင်ပွဲမှာဆန်တပွဲကစားထားပြီးရမတ်ဆက်တမတ်နဲ့အဆင့်15နေရာရပ်တည်နေတာကြောင့်နေမာအနေနဲ့အသင်းကိုရလဒ်ကောင်းတွေရရှိအောင်ကူညီပေးရမှာဖြစ်ပါတယ်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ25ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်တဲ့နေ့တွေကိုပိုင်ဆိုင်နိုင်ကြပါစီရှင်။